်ရသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ကလာတိဩရစာခန်းကြီး3အပိုင်ငယ်73ထို့ကြောင့်ဘုရားသခင်ရှိတော်၌ပြည့်ညတ်တရားအဖြစ်အဘယ်သူမျှဖြောင့်မတ်ရသောမရောက်နိုင်ဟုထင်ရှားလျက်ရှိ၏တစ်တိုင်တိုင်းဆွဲထားခြင်းကိုခံရသောသူတိုင်းကျင့်ခြင်းကိုခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ခြင်းကိုခံရသောသူဖြစ်၍ငါတို့ကိုပြည့်ညတ်တရားကြီးကျင့်ခြင်းမှာ ရွေးနှုတ်တော်မူပြီ။တမန်ကျမ်းစာကမှပြောလဲဆိုရင်ယေရှုခရစ်တော်ဖခင်ကတဲ့ကျွန်တော်တို့ရဲ့ကြင်ကျင်းအမင်္ဂလာအားလုံးကိုလောကကတိုင်းမှာအသိခံခြင်းအဖြစ်ယူဆောင်သွားခဲ့တယ်။ကျွန်တော်တို့ကိုပြည့်ညက်တရားကြီးကြီးကနေရွေးနှုတ်ခဲ့တယ်လို့ဖော်ပြပါတယ်။ဒီနေ့လူသားတိုင်းကကြင်ကျင်းအမင်္ဂလာအောက်မှာကြင်ကျင်းခံရတဲ့သူတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့အာရန်နဲ့အီဝါဖခင်စကားနားမထောင်မှုကြောင့်အဖြစ်တရားကလောကကြီးရဲ့ဝင်လာတယ် ဘုရားသခင်ရဲ့ကျင့်ခြင်းအမင်္ဂလာကိုခံလိုက်ရတယ်။ဒါကြောင့်အာရုံနဲ့ဧဝကဆင်းသက်လာတဲ့လူသားမျိုးဆက်တစ်ခုလုံးကကျင့်ခြင်းအမင်္ဂလာခံရတဲ့သူတွေဖြစ်ပါတယ်။ဒီကျင့်ခြင်းအမင်္ဂလာအလုံးကိုတော့ယေရှုကလက်ဝါးကတိုင်းမှာယူဆောင်ဖြည့်ရှင်းသွားခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့ယေရှုကိုယုံတဲ့သူတိုင်းကကျင့်ခြင်းအောက်ကနေလွတ်မြောက်တယ်ဆိုတာတွေ့ရပါတယ်။ကျင့်ခြင်းဆိုတာကကျွန်တော်တို့သားစဉ်မျိုးဆက်မျိုးရိုးဆင်ဆက်ခံစားရတဲ့အရာဖြစ်ပါတယ်။မိဘပိုးပွားတွေမှာဒီလိုယောဂရှိခဲ့ရင်သားသမီးတွေမှာလည်း အဲ့ဒီယောဂရှိတယ်။မိဘတွေမှာစီဂျိုသွေးဂျိုရှိရင်တာသမီမှာလည်းစီဂျိုသွေးဂျိုဖြစ်တတ်တယ်ဆိုတာတွေ့ရတယ်။ကျွန်တော်တို့မိဘတွေမှာအိမ်တော်ကွဲတဲ့အိမ်တော်ရေးအဆင်ပြေမှုတွေဖြစ်ရင်တာသမီတွေမှာလည်းအဲ့ဒီလိုမျိုး လိုက်ပါလာတတ်တယ်။မိဘတွေကဒီကျွေးမိတွေနဲ့ပြဿနာနဲ့ဒီလို အခက်ခဲတွေကြားထဲမှာရှိခဲ့ရင်တာသမီတွေကလည်းအဲ့ဒီလိုမျိုးအခက်ခဲတွေကြားထဲမှာရုန်းကန်ရတတ်တယ်ဆိုတာတွေ့ရတယ်။မျိုးရိုးထဲမှာမိမိကိုယ်ကိုတတ်သေးတဲ့အဆုံးစီရင်တဲ့သူတွေရှိရင် တားစင်မြေးဆက်မှာလည်းအဲ့ဒီလိုတွေလိုက်ပါလာတတ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကမျိုးဆက်ချိန်ချင်းလို့ခေါ်ပါတယ်ဒီချိန်ချင်းအမင်္ဂလာအားလုံးကိုတခင်ရှုကလဝကတိုင်းမှာယူဆောင်ပြီးသွားပြီဖြစ်ပါတယ်တချို့ဆရာတွေကချိန်ချင်းကနေလွတ်မြောက်ဖို့အတွက်အားဟိုကလောက်ရမယ်ဒီကလောက်ရမယ်ချမ်းစာတွေဘယ်နှခေါက်ယူကမယ်အာပါတီဇန်ခံမှာနှစ်ချင်းခံမှာချိန်ချင်းကလွတ်မြောက်ပဲဆိုပြီးတော့တုံ့သင်တတ်ပါတယ်တကယ်တော့ချိန်ချင်းကလွတ်ဖို့အတွက်လူကမလုံနိုင်ပါဘူးလူကမလုံနိုင်မှန်းသိလို့ဖရာသခင်ကလာလုတ်ပေးတာဖြစ်ပါတယ် ။ဒါကြောင့်မို့ပြည့်ညက်တရားကြီးကျင့်ခြင်းမှာရွေးနှုတ်တယ်လို့ကျမ်းစာရေးပါတယ်။ပြည့်ညက်တရားကြီးကျင့်ခြင်းဆိုတာဘာကိုပြောရလဲ။ပြည့်ညက်တရားဆိုတာကအလုံးနဲ့ဆိုင်ပါတယ်။လူကလိုက်လို့ရတာ။လူကလုံနိုင်ရင်တော့ကောင်းကြီးရမယ်။မလုံနိုင်ရင်ကျင့်ခြင်းရမယ်။လူကမလုံနိုင်တဲ့အတွက်ကြောင့်ပြည့်ညက်တရားကိုမကျင့်နိုင်တဲ့အတွက်ကြောင့်ကျင့်ခြင်းပဲဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့ပြည့်ညက်တရားကိုအမြဲမကျင့်တဲ့သူအားတဲ့ကျင့်ခြင်းခံစေလို့ကျမ်းစာကရေးပါတယ်။ဂျေဇုတရားကြတော့အလိုမဟုတ်တော့ချစ်ချင်းမေတ္တာနဲ့ဆိုင်တယ်။ဖခင်ကသင်မလုံနိုင်မှန်းသိလို့ချစ်တဲ့စိတ်နဲ့တစ်ဖက်သက်ဂျေဇုပြုတာဖြစ်တယ်။ဒါကြောင့်မို့ တခင်ရှုကကျွန်တော်ခံရမယ့်ကြင်ချင်းအမင်္ဂလာအားလုံးကိုလောဝါကတိုင်မှာခံပြီးသွားပြီဖြစ်ပါတယ်။အဲ့ဒါကိုယုံကြည်ခြင်းအပြင်ကျွန်တော်ကကြင်ချင်းအောက်ကနေလွတ်ဖို့အတွက်အခွင့်အရေးရှိပါတယ်။ဒီနေရာမှာတချို့ခရိယန်တွေကကြင်ချင်းအောက်ကနေဘာလို့မလွတ်သေးတာလဲဆိုတော့မေးခွန်းရှိပါတယ်။တမန်တော်ကိုမသိလို့မယုံလို့ဖြစ်ပါတယ်။ကျွန်တော်ဘုရားမှာကျွန်တော်ငငယ်လေးတွေကတနင်္လာနှစ်ခါမပြီးဆိုတဲ့အရာကိုဆွဲလန်းခဲ့မှုပါတယ်။ယေရှုကိုယုံကြည်ပြီးသွားတဲ့ယုံကြည်သူတယောက်ဖြစ်တော်ညာလဲဒီဆွဲလန်းမှုကရှိသေးတယ်။ဒါကြောင့်မို့တင်းနေတာနေတိုင်းရောက်တိုင်း ျွန်တော်တို့ကတော့အခက်ခဲတွေအဆင်ပြေမှုတွေဖြစ်နေတယ်။တနေ့မှဒီနှုတ်ကပတ်တော်ကိုကျွန်တော်သိတဲ့အခါမှာဟာယေရှုကငါ့ရဲ့ခြင်းချင်းအားလုံးကိုယူသွားပြီးသွားပြီပဲ။တင်းတာနေ့လည်းကောင်းတယ်အင်္ဂါနေ့လည်းကောင်းတယ်ကြာလာပြီနေ့လည်းကောင်းတယ်နေ့ရက်တိုင်းကကောင်းမွန်တယ်ဖခင်ဖန်ဆင်းတာရဲ့နေ့တွေပဲလို့သိသွားတဲ့အချိန်မှာဒီတမန်တော်ကိုသိတဲ့အချိန်မှာလွတ်မြောက်ပြီးတော့နေ့ရက်တိုင်းကကျွန်တော်တို့ကကောင်းကြီးမင်္ဂလာဖြစ်ခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့ခြင်းချင်းကနေလွတ်မြောက်ဖို့ကျွန်တော်မလုပ်နိုင်ပါဘူး။ယေရှုခရစ်တော်လှုပ်ပေးတာကိုယုံကြည်ခြင်းကသာလဲခြင်းချင်းအောက်ကနေလွတ်မြောက်နိုင်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တမချန်သာထဲမှာနောအေးဆိုတဲ့ပုံကိုရှိပါတယ်နောအေးကတနေ့မှာသူစပြည့်မူးပြီးတော့အဝတ်စလစ်ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သားဟာမနဲ့သူ့ရဲ့မြေခါနန်ကသူ့ကိုကဲ့ရဲ့ပြီးတော့အပြစ်တင်တယ်ဆိုတော့တွေ့ရတယ်။နောအေးကနိုးလာတဲ့ခါမှာလေမိမိနိုင်သားငယ်ပြုတ်သည့်အမှုကိုတိတဲ့ခါမှာဟာမရဲ့သားခါနန်ကိုချိန်လိုက်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်မို့တမချန်သာထဲမှာခါနန်မျိုးနွယ်သည်ချိန်ချင်းခံရတဲ့အမျိုးဖြစ်ပါတယ်။သို့တော့ဒီခါနန်မျိုးနွယ်တွေကလည်းထူးထူးခြားခြား အမျိုးသမီးတစ်ယောက်ကလွတ်မြောက်သွားတယ်အဲ့ဒီချိန်ကြီးအောက်ကနေသူ့နာမည်ကတော့ပစ်တစာရခတ်လို့ခေါ်ပါတယ်ယေရီခေါမြို့ကိုဝင်သိမ်းဖို့ယောရှုတို့ယေရီခေါမြို့နာရောက်တဲ့အခါမှာတရှုနှစ်ယောက်ကိုဆေးလွတ်လိုက်တယ်အဲ့ဒီတရှုနှစ်ယောက်ကိုဒီပစ်တစာရခတ်ကဖွက်ထားပေးတယ်သူ့ရဲ့အိမ်မှာတင်ထားပေးတယ်ဆိုတာတွေ့ရတယ်ဘာကြောင့်ဒီလိုလောက်ရလဲဆိုရင်တော့ဣသရေလလူမျိုးတွေရဲ့ဖျားသခင်ကိုသူကယုံနေဆိုတာတွေ့ရတယ် ဖယားသခင်သတင်းကိုကြားတဲ့အခါမှာဒီဣသရေလလူမျိုးတွေသတင်းကိုကြားတဲ့အခါမှာဣသရေလလူမျိုးတွေကိုးကွယ်တဲ့ဖယားကအသက်ရှင်တဲ့ဖယားဆိုတာကိုသူယုံကြည်တဲ့အခါမှာတချို့နှစ်ယောက်ကိုဖွက်ထားပေးတယ်။သူ့ရဲ့လောက်ရကြောင့်သူ့ရဲ့ယုံကြည်ခြင်းကြောင့်ဒီခါနန်မျိုးဆက်ကျင်ကြီးကနေပြီးတော့ယာခက်ကလွတ်မြောက်လာခဲ့တယ်ဆိုတာတွေ့ရတယ်။တကယ်ဆိုရင်ယာခက်ကကျင်ကြီးခံရတဲ့အမျိုးဟာဆင်းသက်လာတဲ့အမျိုးသမီးဖြစ်ပါတယ်။သို့တော့တမန်ကျမ်းစာထဲမှာရှင်မသက်ခန်းကြီးတစ်ကျွန်တော်ကိုကြည့်တဲ့အခါမှာဒီ သခင်ရှုရဲ့မျိုးဆက်ထဲမှာဘသူပါလာလဲဆိုရင်တော့ယာခက်ကပါလာတယ်။ရှင်မသက်ခန်းကြီးတအပိုင်ငယ်ငောင်းကိုကြည့်တဲ့အခါမှာယာခက်ကဆာလမုန်နဲ့အိမ်တော်ကြတယ်။ဆာလမုန်ကနေပြီးတော့ဘောဇာကိုမွေးတယ်။ဘောဇာကရူသာနဲ့ရပြီးတော့အောဘတ်ကိုမွေးတယ်။အောဘတ်ရဲ့သားယေရှေယေရှေရဲ့သားကဒါဝိမင်းကြီးလို့သမာကျမ်းစာကအရေးပါတယ်။ဒါကြောင့်မို့ယာခက်ကကျင့်ချင်းအောက်ကလွတ်မြောက်ရုံမကဘူး။သူကောင်းကြီးခံစားတယ်။သူတယောက်တည်းမဟုတ်ပါဘူး။သူ့ရဲ့သားစဉ်မျိုးဆက်သူ့ရဲ့မျိုးဆက်ကကောင်းကြီးခံစားရတဲ့မျိုးဆက်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့ ကလာဒီခန်းကြီး၃အပိုင်ငယ်၁၄မှာဘလို့ရေးလဲဆိုရင်အကြောင်းမူကားအာဗြဟံခံရသောကောင်းကြီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံရမိခံရကြမိအကြောင်းဒီဒီနေ့ကျွန်တော်တို့ကအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတဲ့သူတွေဖြစ်ပါတယ်ဘသူအားဖြင့်လဲဆိုရင်တော့ယေရှုခရစ်တော်အားဖြင့်ဖြစ်တယ်အာမင်္ဂလာအားလုံးကိုလက်ဝါးကတိုင်မှာယူသွားပြီလို့ ်သင်ယုံတဲ့အခါမှာကျင်ကြီးအောက်ကလွတ်တယ်။ကျင်ကြီးအောက်ကလွတ်ယုံနေမကဘူး။ယေရှုခရစ်တော်အဖင်သင်ရအာဗြဟံနဲ့ဆိုင်တဲ့ကောင်းကြီးကိုခံစားရတဲ့သူတွေဖြစ်တယ်။အာဗြဟံနဲ့ဆိုင်တဲ့ကောင်းကြီးကိုဘလို့ခံစားရလဲဆိုရင်တဲ့ဂတိတော်နဲ့ဆိုင်သောတန်ရှင်သောဝိညာဉ်တော်ယုံကြည်ခြင်းအဖင်ခံရတယ်လို့ကျမ်းစာကရေးပါတယ်။တန်ရှင်သောဝိညာဉ်တော်ခံရတယ်ဆိုတာကဖျားသားသမီးဖြစ်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။ဖျားသားသမီးဖြစ်သောကြောင့်ဂတိတော်နဲ့ဆက်ဆိုင်ပြီးတော့ဖျားရဲ့ကောင်းကြီးမင်္ဂလာကိုအာဗြဟံကဲ့သို့အမွေခံရခြင်းဖြစ်ပါတယ်။ခြေတော်ညကွန်ရောက်စီတိုင်းကျင်းကျင်းအောက်ကလွတ်မြောက်ဖို့အတွက်ဂျုံမလုံနိုင်ပါဘူး။ လုံနိုင်တဲ့အတွက်ကြောင့်လေယေရှုကလှုပ်ဆောင်ပေးပြီးသွားပြီဖြစ်တယ်။လဝါကတိုင်မှာသင်တဲ့ကျွန်ုပ်အတွက်ကိုစားချိန်ချင်းခံပေးသွားတယ်။ချိန်ချင်းအောက်ကလွတ်မြောက်ဖို့တဲ့လှုပ်ဆောင်ပေးသွားတယ်။ယေရှုရဲ့လှုပ်ဆောင်ခြင်းကိုသင်ယုံကြည်မယ်ဆိုရင်ချိန်ချင်းအမင်္ဂလာအောက်ကနေလွတ်မြောက်ပြီးတော့အာဗြဟံကဲ့သို့ကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဆိုတာကိုဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။